အဲ့တတဝါတွေကရေပွဲရဲ့ list ထဲမှာပါတယ်ဆိုတော့ Dean Blooming October ဆိုတဲ့ဒီပြာရောင်ကွင်းတဲ့ရေပွဲတွေကိုဘယ်နေရာမှာအများစုတွေ့ရလဲလို့မေးတယ်ဆိုရင်ကျွန်းမော်ဒေတာတွေ like ကြောက်ဆောင်နေအဲ့လိုနေရာမျိုးတွေမှာအများစုတွေ့ရတယ်ဆိုတော့ဒီရေပွဲတွေကအာရှနဲ့ Australia ဘက်မှာကျွန်တော်တို့အများစုတွေ့ရှိရတယ်။ Australia, Japan, Philippines, Indonesia, Malaysia အဲ့လိုနေရာမျိုးတွေမှာဒီရေပွဲတွေအများစုတွေ့ရတယ်။ဆိုတော့ဒီရေပွဲတွေရဲ့ပုံမှန်ပထမအဝါရောင်တန်းနဲ့အပြာရောင်နည်းနည်းလေးပါတယ်။ဒါပေမဲ့အဲ့ရေပွဲဒေါသထွက်လာပြီဆိုရင်အပြာရောင်ပြောင်းသွားတယ်။အပြာရောင်ပြောင်းပြီဆိုရင်အဲ့နောက်မှမနေနဲ့တော့ပြေတော့။ Okay ကျွန်တော်ရေပွဲရေပွဲလို့ပြောနေတဲ့အချိန်မှာဒီရေပွဲတော်ကြီးကြီးနေမှာပဲဆိုပြီးယူဆနေလဲမဟုတ်ဘူး။ဒီရေပွဲရဲ့အရှေ့ကစက်နှစ်ကနေပြီးတော့20စင်တီမီတာထိပဲရှိတယ်။ Maybe ဒီလောက်တော့လေးပဲရှိမယ်ရေပွဲက။ဆိုတော့အဲ့လောက်ရေပွဲက တမနစ်အတွင်းကိုလူပေါင်းအယောင်20လောက်တက်နိုင်တယ်လို့ပြောတယ်ဆိုမိတ်ဆွေရောက်လာ Yes တကယ်အဲ့လောက်ထိအစိတ်ပြင်းတယ်အဲ့ရေပွဲထဲမှာပါတဲ့အစိတ်တစ်မျိုးက tetrodotoxin လို့ခေါ်တဲ့အစိတ်တစ်မျိုး तू ကဘာလုပ်လဲလို့မေးတယ်ဆိုရင်ကျွန်တော်တို့ရှိမှရှိတဲ့အာယုံကြောကို तू ကဖျက်ဆီးပြလိုက်တယ်ဆိုတော့အဲ့ရေပွဲအကိုက်ခံတဲ့ခလေးလေးတယောက်ဘလို့စပြီး react လုပ်လဲဆိုပြီးကျွန်တော်အဆအဆုံးပြောပြမိမယ်ခလေးလေးတယောက်ကကန်းချေသွားတယ်ကန်းချေမှာအဲ့ရေပွဲကိုတွေးလို့ဆိုပြီးတော့တစ်တဲလေးသူလက်ထဲကိုကင်ပြီးလာတယ်ဆိုတော့အဲ့တဲကင်ပြီးလာတဲ့အချိန်မှာအဲ့ရေပွဲကလက်ကဝါးဆောင်အောင်မရှိပြန် တီးတီးလေးမှာတီးတီးလေးကျွန်တော်ထေပိုခတ်တတာတော့ပဲရှိမှာအလောက်အစိုက်ရှိရရေပွဲလေးကိုသူကလက်ထဲမှာကင်ပြီးတော့ကစားနေတာကစားပြီးတော့သူအဲ့ရေပွဲကိုပြန်လွှတ်လိုက်တယ်ပြန်လွှတ်လိုက်ပြီးတဲ့အချိန်မှာအဲ့ရေပွဲကိုက်တာကိုသူခံရတယ်လက်ရဲဒီနောက်လေးမှာခံရပြီးနောက်ပိုင်းမှာသူဘာစားဖြစ်လဲလို့မေးတယ်ဆိုရင်နံပါတ်၁ချက်ခေါင်းမူးလာတယ်ခေါင်းမူးပြီးတော့ပြစ်လဲသွားတယ်ပြစ်လဲပြီးတော့သူ့ကိုယ်သူလမ်းထပြီးတော့မရှောင်နိုင်တော့တဲ့အခြေအနေဖြစ်သွားတယ်နောက်ပြီးတော့သူ့မြင်ရတဲ့မျက်ဝန်းတွေလောလုံးဝဝါးသွားတယ်ဘလော့ဖြစ်သွားတယ်သူ့မျက်လုံးက လုံးဝမျက်စိမမြင်ရတော့ဆိုတော့အလောက်ထိတော့ဆိုးရွားသွားတဲ့အချိန်မျိုးဖြစ်ခဲ့တဲ့အဲ့ကလေးအခုလက်ရှိအထိဒီရပွဲကိုက်ခံပြီးတော့အချိန်တော်တော်လေးကြာသွားတယ်ဆိုရင်ကုသမှုကမရရှိနိုင်တော့ဆိုတော့သူ့ကိုကာွယ်ဖို့ပဲကျွန်တော်တို့ဒါအခုလက်ရှိမှာရှိတဲ့ treatment ငါပဲရှိသေးတာဆိုတော့သူ့ရဲ့အစိတ်ကနေပြီးတော့ကျွန်တော်ကာဝယ်စေးထုတ်နိုင်တယ်ဆိုတော့ကျွန်တော်ဒါမွေးပုံစံမျိုးဖြစ်သွားတယ်ဒီရေပွဲမှာရှိတဲ့အစိတ်ကနေပြီးတော့မှတစဲအဲ့ဒါကိုကာဝယ်စေးထုတ်တယ်ဆိုပြီးတော့ပဲတကယ်လေးနာမည်ရှိလာတယ်ဗျာဆိုတော့ဒီဟာအကြောင်း medical ကကြတော့ အပရူဖ်ပေးတဲ့အပေါ်မှာလည်းတော်တော်လေးကိုသူတို့စဉ်းစားပြီးတော့မှပေးတယ်ဘာလို့ဆိုတော့ဒီကိစ္စမှာဘာလို့ဆိုဒီကိစ္စမှာသွားတဲ့လူတွေကတော့ကန်းချိန်မှာထိလာတဲ့လူတွေများတယ်ဆိုတော့တက်ချက်ထင်တဲ့အဲ့ကောင်တက်ချက်ကြိုက်တာနဲ့လူပေါင်း26ယောက်ကို10မိနစ်တွင်သိဆုံးခဲ့တယ်ဆိုတော့အဲ့လောက်ထိတော့အစိတ်ပြေတယ်မွေတော်အောင်စိတ်မပြေလို့ကျွန်တော်တို့ပြောလို့ရတယ်ဒါပေမဲ့ဒီကောင်အဲ့လောက်ထိအစိတ်ပြေတယ်အကောင်သေးပြီးအစိတ်ပြေတယ်ဆိုတော့ဒီကောင်လေးပဲလို့ပြောလို့ရတယ်ရေကူးပြီးတော့ ကြိုက်ခံပြီးတော့ပေသွားတဲ့ case လည်းအများကြီးရှိတယ်ဆိုတော့အဲ့ရေပွဲမှာအုံနောက်ပေါင်း၉ခုရှိတယ်ဆိုတော့ဒီရေပွဲတွေအများဆုံးနေထိုင်တဲ့နေရာကဩစတြေးလျမှာနေထိုင်တယ်သူကဒီရေပွဲကြိုက်ခံရပြီဆိုရင်လုံးဝမနာဘူးတကယ်လို့ဒီရေပွဲကြိုက်ခံရပြီဆိုပြီးကိုယ့်ကိုယ်ကိုတိလိုက်ရတယ်ဆိုဘလို့တိရလို့လဲဆိုတော့အဲ့ရေပွဲကြိုက်ရင်လက်မှာအပေါက်လေးဖြစ်သွားတယ်မယ်အပေါက်လေးကသွေးလည်းမထွက်ဘူးနားလည်းမနာဘူးဒါပေမဲ့အပေါက်လေးဖြစ်နေတယ်ဆိုတော့ကိုကကမ်းခြေသွားလို့ဒီလိုပုံစံမျိုးတွေဖြစ်နေပြီဆိုရင်ဆေးရုံအမြင်ပြီးတော့အခြေအနေမကောင်းတော့ ဲ့ဒီရေပေါ်ပဲကြိုက်ခံမိပါပြီဆိုရင်အသက်ရှင်မှု percentage ကအရန်ဦးနေဆိုတော့ပညာရှင်တွေကတော့အခုလက်ရှိထိတော့ထပ်ပြီးလေ့လာနေတော့မယ်သူရဲ့အစိမ့်နဲ့ဖြည့်စင်ရှိမှုဖြည့်စင်လုပ်ဖို့ဆိုပြီးအခုလက်ရှိထိထပ်နေထိုင်နေတော့ဒီကိဒီကောင်ကဘာဒီစားလဲလို့ပြီးဆိုရင်ပဇွန်နေငါတက်တက်လေးနေပြီးတော့ကြောက်ပဇွန်ကြီးကိုစားတယ်ဆိုတော့ဒီကောင်တက်တက်လေးကအလောက်ကောင်ကြီးကိုစားနိုင်လာလို့မြင်နေဆိုရင် just တင်းကောင်ကအဲ့ကောင်ကိုပတ်ပြီးတော့မှတဆင်အဲ့တူထဲမှာရှိတဲ့ venom လို့ခေါ်တဲ့အစိတ်ကိုသူကပြစ်ပြီးတော့မှစားတာဆိုတော့အဲ့လိုစားတဲ့အခါမှာသူကအယိုးတွေအသားတွေကိုမှတဆင်သူကအဲ့လိုမျိုးသူ့ပစက်တွေကတိတိလေးဒါပေမဲ့အဲ့ဒါကိုသူက set လုပ်လို့ပြီးတော့စားတယ်ဆိုတော့သူကကြောက်ထဲမှာရှိနေရဆိုရင်သူ့ကိုယ်သူကိုယ်ရောင်ဖြောင်းနိုင်တယ်တဲထဲမှာဆိုရင်လည်းသူ့ကိုယ်သူကိုယ်ရောင်ဖြောင်းပြီးတော့သူတိုက်ခိုက်နိုင်တယ်ဆိုတော့ဒီအကောင်ကအသက်ဘယ်လောက်ထိအောင်ရှိနိုင်လဲလို့မြင်ရဆိုရင်နှစ်နှစ်ကနေပြီးတော့၃နှစ်အထိပဲသူ့ရဲ့ life time သူ့ရဲ့ life time အသက်ရှင်နေတာဆိုတော့ တော်တော်များများလည်းဒီအကောင်အချောင်းကိုနည်းနည်းလေးဖတ်မိပြီးတော့နည်းနည်းနားလည်နေပြီလို့ထင်တယ်ကျွန်တော်တို့ဒါရန်ကုန်မှာအင်းစိန်ဈေးမှာဝယ်လာရင်းထဲမှာတစ်ဆင့်ဒီကင်းမွန်ဝယ်လာရင်းထဲမှာတစ်ဆင့်ဒီအကောင်ပါလာတယ်ဆိုပြီးတော့ပြောနေဒီတရင်ကတော့အာဟုတ်မဟုတ်တော့ကျွန်တော်မသိဘူးဒါပေမဲ့ဒီအကောင်ပါလာတယ်ဆိုပြီးပြောလို့ပဲကျွန်တော်ဒီအကောင်ရဲ့အစိပ်ပြင်းချက်ကဘယ်လောက်ရှိလဲဒီအကောင်ဘယ်လို react လုပ်နိုင်လဲဒီအကောင်ဘယ်လိုခြေနေမှာရှိနိုင်လဲဆိုပြီးတော့ပဲကျွန်တော်နည်းနည်းစဉ်းစားမိဒါပေမဲ့ but ကျွန်တော်တို့ဒီအကောင်တွေ့ရတဲ့ data တွေကိုတက်ကြည့်မယ်ဆိုရင်ဗျာဖိလစ်ပိန်းအင်ဒိုနီးရှားကတော့ဟုတ်ပြီကျွန်တော်တို့ရှေ့တောင်အာရှတွေမှာပါတယ်ဂျပန်ကတော့ကျွန်တော်တို့အာရှတွေမှာပါပြီမယ်ကျွန်တော်တို့လည်းနည်းနည်းလေးဝေးတယ် ဩစတြေးလျကတော့တခြားနေရာဖြစ်သွားပြီဆိုတော့ဒီလိုမျိုးနေရာတွေမှာရှိတဲ့ကောင်ကကျွန်တော်တို့ဒီရှေ့တောင်အာရှရဲ့အိန္ဒိယတရုတ်ပြင်မာဆိုတော့အဲ့ဂျာတွေတွေမှာရှိနိုင်မလားလို့မေးတယ်ဆိုတော့ကျွန်တော်အဲ့မေးကိုကျွန်တော်အရန်တင်တယ်တော့ကျွန်တော် AI ကိုသတ်မိတယ် AI ကိုသတ်မိတဲ့ပုံမှာ AI ကကျွန်တော်ပြန်ဖြေလာတဲ့အဖြေအရကျတော့ မရှိဘူးလို့သူမပြောဘူးရှင့်ရတယ်ဒါပေမဲ့အရန်ကိုရှားပါလို့နေဆိုပြီးပြောတယ်ဆိုတော့ဒီ post ကိုကျွန်တော်တွေ့ရလို့ပဲဒီအားကိုကျွန်တော်ထပ်ပြီးတော့လေ့လာဖြစ်တာတကယ်ပဲဒီလိုမျိုးဖြစ်ခဲ့လားဆိုပြီးကျွန်တော်လေ့လာပဲ but ဒီ post ကဘာလို့တင်တာလဲအာတကယ်ဟုတ်မဟုတ်တော့ကျွန်တော် real ကျွန်တော်မသိဘူး but ဒီအထက်မှာပါတဲ့အကောင်ရဲ့အစိတ်ကိုပဲကျွန်တော်ပြပြချင်တာတကယ်ဒီအကောင်လေးအပြင်မှာတကယ်ပဲအစိတ်ရှိပါတယ်အဲ့ထက်မှာတင်တာလေ post ကမှန်လားမလားကျွန်တော်မသိပါဘူးအဲ့ထက်မှာပါလာတဲ့ information ရတော့မှန်တယ်တကယ်ဒီအကောင်လေးကလူအသက်ကိုသိစေတဲ့အကောင်လေးဖြစ်နေတယ် ဆိုတော့ဒါပေမဲ့ကျွန်တော်ရလိုက်တဲ့ပုံမှာကျွန်တော်အဲ့ပုံကြီးလိုက်တဲ့ပုံမှာရတဲ့ information ကဘာလဲဆိုတော့အော်ပိုက်ပေါ်မှာအဲ့အကောင်ကတက်နေတာကိုကျွန်တော်သတွေ့လိုက်ရတယ်ဆိုတော့တကယ်လို့ကင်းမဝယ်လာတယ်ဆိုရင်လူများစွာအသေးပဲဝယ်လာကြမှာโอเคအရှင်းဝယ်လာလဲဆိုလည်းတပ်ပလိုက်ကြမှာပဲဘာဖြစ်လို့တော့ပိုက်ပေါ်မှာတက်နေတဲ့ဟာကိုဓာတ်ပုံရိုက်ထားရတာလဲကျွန်တော်လည်းလေးမေးဖို့ဖြစ်လာတယ်ဒါတော့မဟုတ်တာတခြားနေရာနေယူလာတဲ့ဓာတ်ပုံတစ်ခုလားဒါပေမဲ့အဲ့ကာရဲကရှေ့ကိုယ်တိုင်ပဲသိနေလဲမသူကိုယ်တိုင်ရဲ့ဓာတ်ပုံလားဒါမှမဟုတ်ပဲနဲ့တခြားနေရာယူလာတဲ့ဓာတ်ပုံလားတော့ကျွန်တော်ကိုယ်တိုင်လည်းမသိဘူး but တခြားနေရာဓာတ်ပုံယူနေတယ်ဆိုရင် ာ Google မှာ effect ကောင်းတဲ့ quality ကောင်းတဲ့ပုံတွေအများကြီးရှိပါတယ်။ဆိုတော့ Google ကပုံတွေကိုတွက်ကြည့်လိုက်မယ်ဆိုရင်တော့အာဒီရေဘွေးကြီးအကြီးလိုပဲထင်ကြမှာ but မဟုတ်တကယ် reality မှာဒီလက်ညိုးတစ်ချောင်းစာလောက်ပဲရှိတဲ့ရေဘွေးလည်းရှိသလိုလက်တစ်ဖြန်စာလောက်ပဲရှိတဲ့ရေဘွေးလည်းရှိသလိုဒီလက်ဝါးတစ်ဝက်စာလောက်ပဲရှိတဲ့ရေဘွေးလည်းရှိတယ်။ဒီဘွေးအတိုင်းကတော့သူ့ဟာနဲ့သူအစိတ်ရှိတယ်ဒါပေမဲ့ဒီဘွေးကပို့ပြီးအစိတ်ရှိတယ် blue ring autobus အဖြစ်မှတွင်တတိထားပါ